အားလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ဤတာကိုထိန်လင်းကင်အရီမှမိခင်အားလွှတ်ပေးရန်စကားပြောခွင့်နှင့်ဈေးကူတာခွင့်ပေးရန်စေအုပ်စုကိုတောင်းဆိုတုံ့ပြန်မှုမရပါကခြေစားတပ်ဖွဲ့ဖြင့်ကဲထုတ်ရန်အထိစဉ်းစားမိဟုသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် အချင်းချခံရသူဒေါအောင်ဆန်းစုကြည်ဤသားကိုထိန်လင်း Kim Erica မိခင်ဖြစ်သူအားလှုပ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်လိုအပ်သောစေဝါကူတာခွင့်များပေးရန်အတွက်စေအုပ်စုကိုတောင်းဆိုခဲ့တော်လဲဤသို့မြတ်တုံ့ပြန်မှုမရှိခဲ့ကြောင်းလူမှုကွန်ရက်မှတက်စင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်ကိုထိန်လင်းက၎င်းသည်နိုင်ငံရေးသမားတအုပ်အနေဖြင့်မဟုတ်ဘဲဂျမားကြီးအတွက်စိုးရင်ရသည့်မိခင်တအုပ်အတွက်တောင်းဆိုနေသောသားတစ်ယောက်အနေဖြင့်နေရာအနှံ့သွားရပြောဆိုနေခြင်းဖြစ်ကြောင်းရှင်းပြပါသည် ။စီအုပ်စုကမိခင်လိုအပ်နေသောစေကူးသားမှုများကိုပင်ပိတ်ပင်ထားကြောင်းသူကစွပ်စွဲထားပါတယ်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်သည်2015နှင့်2020ရွေးကောက်ပွဲများကိုစစ်မှန်စွာအနိုင်ရရှိခဲ့တော်လဲလက်နက်ကင်ထားသူများကထိုရွေးကောက်ပွဲကိုခိုးယူကာပြည်သူတို့၏လွတ်လပ်မှုကိုဓမြတိုက်ခဲ့ကြောင်းသူကဝေဖန်ပြောဆိုပါတယ်။မြန်မာပြည်သူများသည့်၎င်းတို့၏လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီးအနိုင်မရမချင်းရက်တက်ညီမဟုတ်ကြောင်းလဲကိုထိန်လင်းကထလောင်းပြောကြားပါသည် နောက်ဆုံးတွင်စေအုပ်စုအနေဖြင့်မိခင်ဖြစ်သူကိုလွှတ်မပေးပါကဆက်သွယ်ခွင့်မပေးပါကတခြားနိလန်းများစဉ်းစားရတော့မည်ဖြစ်ပြီးလိုအပ်လာပါကမိခင်အားပြန်လည်ခေတုံနိုင်ရန်အတွက်ဂျေစာတက်ခွဲတစ်ခုကိုစူးစောင်းရန်အထိစဉ်းစားမည်ဖြစ်ကြောင်းနှင့်မိခင်ဤလွတ်လပ်ရေးနှင့်ကျန်းမာရေးအတွက်အစွမ်းကုန်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းကိုထင်လင်းကပြင်းထန်စွာသတိပေးပြောကြားခဲ့တာဖြစ်ပါသည်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။